AI နဲ့ crypto trade လုပ်ရပြီ crypto trading ကိုပိုအောင်လုပ်ရမလို့ပဲနဲ့ AI နဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုပို့ချစ်တင်ပါတယ်ဒီဗီဒီယိုမှာ AI နဲ့ crypto trade လုပ်ရတဲ့ project ရဲ့ native token ကို Binance ကနေပြီးတော့ free ချပေးလိုက်တဲ့အကြောင်းနဲ့ဒီ project ကရေရှည်မှအောင်မြင်နိုင်လားဆိုတာတွေကိုပြောပြသွားပါမယ်ပထမအဦးဆုံးအနေနဲ့ Binance ကနေပြီးတော့ဒီ project ရဲ့ token တွေကို Binance Holder Airdrop အနေနဲ့ချပေးထားပါတယ် ဒီလိုမျိုး token နေဖို့အလကားရဖို့အတွက်ဆိုလို့ရှိရင် PME coin တွေကို Binance Silver အားနဲ့ on-chain yield product တွေမှာထည့်ထားရမှာပဲဆိုတော့ဒီ project အကြောင်းကိုစပြောတာပေါ့ဒီ project ရဲ့နာမည်က Neutron လို့ခေါ်ပါတယ်သူက AI assistant Prozi လို့ခေါ်တဲ့ AI တွေနဲ့တိစောက်ထားတာပါ crypto မှာပတ်စံနေခရီးတာရှင်နှညွန်ကန်တာတွေလို့ပို့ဆိုလို့ရှိရင် beginner တယောက်အနေနဲ့အရန်ကိုရှုပ်ပြီးတော့အဆင်နေလေများတယ် ဒီတော့ဒီလိုအရာတွေကိုညီတွင်နဲ့လုပ်မယ်ဆိုလို့ရှိရင်အခုလက်ရှိ ChatGPT ကိုပြောနေတယ်လို့မျိုးပဲပြောလိုက်ရုံပဲဥပမာဒီတုတ်ကန်ကိုတခြားတုတ်ကန်နဲ့လဲချင်တယ်ဒါမှမဟုတ်ဒီပတ်စံကိုတခြား network ကိုဆွဲချင်တယ်စသဖြင့်ကိုလို့ရှင်နဲ့ဟိယာကိုဒါကိုပြောပြီးတော့ခိုင်းလိုက်ရုံပဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီ project ရဲ့ Bruce လို့ခေါ်တဲ့ AI assistant လက်ထောက်ကကိုးစား order လုပ်ပေးပါလိမ့်မယ်။ Newton protocol က crypto လို့ရတာ token လေးတာယင်းနှမြုံနံတာတွေကိုပို300လွယ်အောင်ပို့စနစ်ကြအောင်ပြီးတော့ဘလုံးကြုံမှုရှိအောင်လုပ်ပေးပါရစေ။ ဆိုတော့ဒီ crypto project တွေမှာအရေးအကြီးဆုံးအရာဖြစ်တဲ့ဒီ project ကိုဘယ်သူလုပ်တာလဲဆိုတာကိုဆက်ပြီးတော့ပြောပါမယ် Newton ကို Matches Lab လို့ခေါ်တဲ့ team ကနေပြီးတော့တည်ဆောက်ထားတာပါဒီ team က crypto လောကရဲ့မှာတော်တော်လေးနာမည်ရပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ crypto နဲ့ရင်းနှီးတဲ့အဆောတို့ရှင်တော့ဂျာဘူးနာဝရှိပါလိမ့်မယ်ဒီ team ရဲ့ founder တွေက Coinbase တို့ Uber လိုမျိုးကမ္ဘာကျော် company တွေမှာအလောအခဲပူပဲသူတွေဖြစ်ပါတယ် ပြီးတော့သူတို့ဘို People Ventures Polygon Venture လို့မျိုးနာမည်ကြီးကုမ္ပဏီတွေကလည်းငွေချေးထောက်ပံ့နေပါသေးရယ်။ဆိုတော့တီထောင်သူတွေကတကယ်ကိုအေးချင်းရှိပြီးတော့ဇီယုံကြီးရတဲ့သူတွေလို့ပြောလို့ရရယ်ပေါ့နော်။ဆိုတော့ဒီ project ရဲ့ native token ဖြစ်တဲ့ NEWT token ရဲ့ utility အသုံးဝင်မှုတွေကပါလဲဆိုတာကိုဆက်ပြီးတော့ပြောပါမယ်။ ပမာဆုံးချက်အနေနဲ့ကတော့ဖုံးစံအတိုင်းပဲ governance ဘိုင်းအနေနဲ့သုံးလို့ရတယ်။ပြီးတော့ရင် reward ပေးတဲ့နေရာတွေမှာသုံးလို့ရတယ်။ပြီးတော့ရင်တော့သူတို့ရဲ့ဒီ product တွေကိုသုံးတဲ့နေရာမှာ payment အနေနဲ့ကိုပေးလို့ရပါတယ်။ so raw binance airdrop ကနေပြီးတော့ဒီ token တွေကိုဘယ်လိုယူလို့ရမလဲဆိုလို့ရှိရင် BNB coin တွေကို binance member အနေမှာဒါမှမဟုတ်တခြား on-chain key product တွေထဲမှာဇွန်လ14ရက်နေ့ကနေပြီးတော့18ရက်နေ့အထိကိုထည့်ထားရမှာဖြစ်ပါတယ်။ ဆိုလိုတာကအခုမှလုပ်မယ်ဆိုလို့ရှိရင်တော့မမှီတော့ဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်နောက်ထပ် project တွေက token တွေကိုလည်း free လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲကိုမ BNB coin ရှိရဆိုလို့ရှိရင် Binance server အနေက flexible ရဲ့ market ဖြစ် lock ထဲမှာဖြစ်ဖြစ်ထည့်ထားလို့ရပါတယ်လုံးမီးကိုမတည်ဘူးဆိုလို့ရှိရင်တော့ crypto market day video မှာအသေးစိတ်ကိုသွားပြီးတော့ကြည့်လို့ရပါတယ်။ Okay ဆိုတော့အခုဒီ token ရဲ့ tokenomics ကိုနည်းနည်းလေးပြောပြပါမယ်။အဲ့ဒါကကြတော့စုစုပေါင်းအရေအတွက်နေနဲ့ 1 billion NEWT token ရှိတယ်ပထမဆုံး airdrop အနေနဲ့ကကြတော့0.75%ဖြစ်တဲ့7.5 million ကို ပေးထားပါတယ်နောက်ထပ် airdrop တွေအနေနဲ့ကကြတော့0.5% 5 million ကိုပေးထားပါတယ် Binance holder airdrop အတွက်ကကြတော့12.5 million ကိုပေးထားပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီ project ကအောင်မြင်မလားမအောင်မြင်ဘူးလားဆိုရဲမိကုန်းဖို့တခြားလောက်ဆွေးနွေးကြည့်ရပါဦး ။ဘာကြောင့်အောင်မြင်နိုင်လဲဆိုတာကိုစပြီးတော့ပြောပါမယ်။နံပါတ်1အနေနဲ့ team ကအရေးချင်းရှိပြီးတော့အတွေ့အကြုံရှိရယ်။နံပါတ်2အနေနဲ့ကကြတော့ AI assistant တွေနဲ့လုပ်တဲ့စေကူကတော်တော်လေးကိုစမ်းသစ်တယ်။နံပါတ်3အနေနဲ့ကကြတော့စပြီးတော့ launch လုပ်တဲ့အခါမှာစျေးကွက်ထဲမှာရှိမဲ့ token အရေးအတွက်ကနေပါတယ်။ပြီးတော့ AI ခေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး crypto trading ကိုသာ AI နဲ့လုပ်လို့ရမယ်ဆိုလို့ရှိရင်သူတွေလည်းတော်တော်လေးစိတ်ဝင်စားနိုင်နေပေါ့နော် အခုလက်ရှိလဲ crypto community ရဲ့မှာလူတွေတော်တော်လေးပြောနေကြတဲ့ project တစ်ခုဖြစ်နေပြီပေါ့နော်။ဆိုတော့ဘာတွေသတိထားရမလဲဆိုလို့ရှိရင် number 1ကသူကလုံးဝကို product ကအသစ်ဖြစ်နေသေးတယ်။ number 2အနေနဲ့ကကြတော့ AI assistant တွေကိုအလုပ်ခင်အောင်တည်ဆောက်တာကတော်တော်လေးရှုပ်ထွေးပါတယ်။ number 3အနေနဲ့ကကြတော့တကယ် user တွေဘလောက်များများပုံမလဲဆိုတာကသက်သေပြဖို့လိုပါသေးတယ်။ ကိုက blockchain infrastructure ကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့လေ့လာသင့်တယ်ဒါပေမဲ့အသေးချာကောင်းမယ်လို့ရောအမခံလို့ရောနေရပါဘူး Frix နည်းနည်းနဲ့ဒီ project နဲ့ရင်းနှီးဖို့အတွက်က Binance ကပေးတဲ့ airdrop ကိုယူထားပြီးတော့စောင့်ကြည့်ရကအတောင်ဆုံးပါပဲစိတ်ဝင်စားရင်တော့အမြဲတမ်း AnyWT ရဲ့ official website တွေ white paper channel တွေကိုသွားပြီးရောလေ့လာလို့ရပါတယ် ပြီးတော့ဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာချင်တဲ့ဆိုလို့ရှိရင် crypto maker channel ကို like and subscribe လုပ်ထားပြီးရောဘယ်သူကိုရိုင်းသိချာမေးချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker telegram group ကို join ပြီးတော့မေးလို့ရပါတယ် Binance account မရှိသေးဘူးဆိုလို့ရှိရင်လည်းဒါမှမဟုတ် Binance account မဟုတ်ဘဲနဲ့ trading fees 20% discount ကို live train ရမယ့်အပြင် community member တိတန် give away တွေကိုရနိုင်တဲ့ Binance account ကိုအခုကြားထားတဲ့ crypto maker referral code ကိုသုံးပြီးအပွင့်ထားလို့ရပါတယ်။ နောက်ဆုံး disclaimer အနေနဲ့ပြောချင်တာကတော့ crypto make က knowledge sharing လုပ်ပြတာဖြစ်ပြီးတော့ financial advice ပေးနေရမှာမဟုတ်ပါဘူးဒီနေ့ view လေးကတော့တလပါပဲ crypto make ပါနောက် video မှာပြန်တွေ့ရပါဘော